ြောကြတယ်အရတဲလေပြီးတော့ဘုလို့အကြောင်းဒီလို့အကြောင်း gossip ဆိုတဲ့အတင်းပြောတဲ့စကားမျိုးတွေတူနဲ့တူမတက်အောင်အထင်မြင်လွဲအောင်ပြောတာမျိုးတွေပိတုဏဝါစာအဲ့ဒီပိတုဏဝါစာဟာသူကဘာနဲ့သွားပြီးတော့ရောထွေးတတ်တော့ဘယ်ဟာကနေပြီးတော့ဒီပိတုဏဝါစာက လဲ့စားသွားတာဘာကိုလဲ့စားသွားတာတုံးဆိုလို့ရှိရင်လူတယောက်ကဘယ်တော့မှလိမ်မပြောဘူးအမှန်ပြောတယ်ဆိုရင်လူတယောက်ရှိနော်လူတွေမှာကျွန်တော်ကဘယ်တော့မှမလိမ်ဘူးအမှန်တိုင်းပြောမှာဆိုတော့အမှန်ပြောတယ်ဆိုတဲ့ပုံစံမျိုးနဲ့တုံးတဲ့တူမတက်အောင်ခလူတယောက်ကပြောတဲ့အတင်းစကားကိုဒီလူတယောက်ကလာပြောတယ်ဒီလူတယောက်ကပြောတဲ့အတင်းစကားကိုခလူတယောက်ကလာပြောတယ် အဲ့လိုပြောတဲ့အရာဒီသူပြောတဲ့အတိုင်းမဟုတ်ဘူးလားလို့ဆိုဟုတ်တယ်အဲ့တော့အမှန်ပြောတာပဲလို့ပြောတဲ့စကားဒီအမှန်ပြောတာလိုလိုနဲ့ဂုံးတိုက်ပြီးသားဖြစ်သွားတယ်သူကမနာကိုပြောတယ်ဆိုပြီးတော့ဂုံးတိုက်ပြီးသားဖြစ်သွားအဲ့ဒါမျိုးကိုပြောတာပိတုဏဝါစာကိုပိတုဏဝါစာက ဝင်ရောက်ပြီးတော့ မှန်တာကိုပြောတယ်ဆိုတဲ့အနေထားအပြင်လှည့်စားသွားရတာတဲ့ပိတုဏဝါစာဖြစ်မှမသိဖြစ်သွားတယ်ကိုပြောတဲ့တကားတချို့ကရှိတယ်လေကျွန်တော်ကတော့ဟုတ်တာပြောတာနော်မဟုတ်တာဘယ်တော့မှမပြောဘူးနဲ့ဆိုပြီးတော့လူနှစ်ယောက်ကြာမှဝင်ပြောလိုက်တယ်ဟုတ်တယ်သူပြောတာမှန်တယ်မှန်ပေမဲ့လို့ကြံတဲ့မိတ်ဆွေနှစ်ယောက်ဟာတူးနဲ့တူအမုန်းပွားသွားတယ် ဒီလိုဖြစ်တာနော်မှန်တာပြောတာမကောင်းဘူးလားလဲဆိုတော့ကောင်းတယ်သို့တော့မှန်တာပြောခြင်းကြောင့်ဘာဖြစ်သွားလဲလို့ဆိုရင်တစ်ဖက်သားတွေမှာကွဲပြဲကုန်မေတ္တာတွေခံချောက်ကုန်ကြတယ်အဲ့ဒါကိုပြောတာသစ္စာဝါဒိတာပฏิရူပတာယတကယ်အမှန်ပြောတယ်ဆိုတဲ့သက္ကလုံးမှာတကယ်ပြောသည့်ပြောလိုက်တဲ့အရာကပြောရမှန်တာကိုပြောတယ်ဆိုတဲ့ ီရှောက်ပြောင်းရမယ့်ကိစ္စမှမဟုတ်တာလေမှန်တာပြောတယ်ဆိုုံနဲ့ဒီဟာကအကျိုးရှိတဲ့စကားမဖြစ်နိုင်ဘူးသူကအဘိလို့တော့ဆိုတော့မြတ်စွာဘုရားမိန့်ကြားတဲ့စကားထဲမှာရှိမှန်တယ်အကျိုးရှိတယ်ဒါနှစ်ခုကအရေးကြီးဆုံးပဲမှန်လဲမှန်ရမယ်အကျိုးလည်းရှိရမယ်သို့တော့နားထောင်တဲ့လူကကြိုက်ချင်ကြိုက်မယ်မကြိုက်ချင်မကြိုက်ဘူးအဲ့တော့မြတ်စွာဘုရားက မှန်တဲ့အကျိုးရှိတယ်ဆိုတဲ့စကားမျိုးကိုသူများကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေမြတ်စွာဘုရားပြောတဲ့နဲ့အချိန်ရောက်ရင်ပြောတယ်နော်ဘာကြောင့်လို့ဆိုအကျိုးရှိလို့ပြောတာမှန်တိုင်းပြောတာမဟုတ်အကျိုးရှိလို့ပြောတာအခုအမျိုးကမှန်တယ်လို့ဆိုယုံနေတယ်မယ်ဒီဟာကရက်နေတာမဟုတ်ဘူးအကျိုးမဲ့ကိုဖြစ်စေတတ်တယ်တစ်ဖက်သားမှာမေတ္တာတွေခန်းချောက်ပြီးတော့တုံးတဲ့တူ မတင်မမြတ်ဖြစ်သွားတယ်ဆိုတဲ့အကျိုးမျိုးရရှိထက်တယ်။ဒါကြောင့်မို့လို့ဒီစာပေကျမ်းကမှာဆုံးထားတာသစ္စာဝါဒိတာပတိရူပတာယာ။မှန်တာကိုပြောတယ်ဆိုတဲ့အနေအတုအယောင်အနေထားအဖြစ်ပိတုဏဝါစာပိတုဏဝါတာဆိုတဲ့ဝစီဒုစရိုက်တရားကဝင်စီတိလဲစားသွားတယ်။ဟောမှန်တာပြောတာဆိုပေမဲ့လို့ခုံတိုက်မှုကြီးဖြစ်သွားတယ်သူက။ အဲ့တော့မန္နာပြောတော့သူ့ချီးမွမ်းရမလို့လို့ဒီလိုဖြစ်တာပေါ့နော်မန္နာပြောတယ်ချီးမွမ်းရမလို့ဖြစ်သွားအဲ့တော့မန္နာပြောတာမကောင်းလားကောင်းတယ်မန္နာပြောတာကောင်းတယ်စကားပြောတယ်ဆိုတာလိမ်မပြောအောင်မန္နာပဲပြောအောင်မန္နာပြောတာဟုတ်တယ်သို့သောမန္နာပြောတဲ့စကားဟာပိတုဏဝါစာဖြစ်သွားတယ်ဒါကြောင့်မလို့ဒီတစ္ဆဝရိတအမှန်ပြောတယ်ဆိုတဲ့အတုအယောင်အနေထားအဖြစ် ပိတုဏဝါစာပိတုဏဝါစာကဝင်စေတိနော်အကောင်းကနေအဆိုးဖြစ်သွားလှဲ့စားသွားရတယ်ဒါလည်းအလွန်တတိထားရမယ့်စကားတစ်ခုပဲကိုပြောတဲ့စကားဟာမှန်တယ်ဆိုရင်မဲ့လို့ပြောတယ်သလားမပြောတယ်ဘူးလားတစ်ဖက်သားကိုထိခိုက်သလားမထိခိုက်ဘူးလားဆိုတာအမြဲတမ်းစဉ်းကျင်စဉ်းစားမှာလေအဲ့ဒါမစဉ်းကျင်မစဉ်းစားလို့ရှိရင်ကိုပြောတဲ့စကားဒီမှန်တာပြောတယ်ဆိုတဲ့အနေထားကောင်းတာကောင်းတယ်ဆိုတဲ့အရေးအယံပြပေးမယ်လို့ ပိတုနာဝါစာဖြစ်သွားရင်ဝစီတုစရိုက်ဖြစ်သွားရောဒါကြောင့်မို့စကားပြောတဲ့အခါမှာသူကမြတ်စွာဘုရားကဆုံးမထားတာရှိတယ်စကားပြောလို့ရှိရင်ကိုယ့်ကိုယ်အတိထားပြီးတော့လေ့ကျင့်မှာတဲ့ကိုယ့်ကိုယ်ဆုံးဖြတ်ချက်ချတာဘာပြောရလဲဒါစကားပြောလို့ရှိရင်မှန်တာကိုပဲပြောမယ်မမှန်တာမပြောဘူးဒါတစ်ချက် မှန်တာကိုပဲပြောမယ်မမှန်တာကိုမပြောဘူးနော်ပြောတဲ့အခါမှာနော်ပြောတဲ့အခါမှာဒီရင်ကျေးတိမ်မွေးဆိုပြောမယ်ကြမ်းတမ်းဆိုရိုင်းပြဆိုမပြောဘူးဒါကတစ်ချက်နောက်တစ်ခုပြောမယ်ဆိုတဲ့အချိန်မှာနော် အကျိုးစီးပွားနဲ့ပတ်သက်တာကိုသာပြောမယ်အကျိုးဖြစ်ထွန်းမဲ့စကားမျိုးကိုသာပြောမယ်အကျိုးမဖြစ်ထွန်းတဲ့စကားကိုမပြောဘူးအော်နောက်တစ်ခါကျတော့ပြောသင့်တဲ့အချိန်မှ ပြောမယ်ပြောသင့်တဲ့အချိန်မဟုတ်ရင်မပြောဘူးနောက်ဆုံးတစ်ချက်ကပြောပြီဆိုရင်မေတ္တာနဲ့ပြောမယ်ဒေါသနဲ့မပြောဘူးဟာဘလောက်ကောင်းတဲ့စီကံချက်လဲဆို ဓမ္မစပ္ပယဒီလိုခေါ်ထားတာနော်ဒီစိကံချက်တွေနဲ့ညီမတကယ်စကားကောင်းဆိုတာဖြစ်တာလေမှန်တိုင်းဆောက်ပြောလို့မရဘူးမှန်တိုင်းပြောလို့မရအေးဒါကြောင့်မို့လို့ပြောတဲ့အမူအရာပြောတဲ့သူရဲ့စိတ်နေသဘောတာပြောတဲ့စကားရဲ့ဒီကောင်းကျိုးချမ်းသာဆောင်ရွက်နိုင်မှုဒီဟာမျိုးတွေကလည်းပဲထက်သွင်းပြီးတော့စဉ်းစားရမယ်လို့ ဒီလိုဆိုတာဒါကြောင့်မို့လို့စကားပြောတာနဲ့ပတ်သက်ပြီးတော့စီကံကျက်ထားမထားနိုင်လို့ရှင်ဝစီဒုစလိုက်ပဲလဲသွားတယ်ပေါ့အခုလည်းသစ္စာဝါဒိတာသစ္စာဝါဒီမမှန်ငါပြောတာမှန်တဲ့အတိုင်းပြောတာပဲလို့ဆိုပြီးတော့ဒီမှန်တဲ့အတိုင်းပြောတယ်ဆိုတော့ကောင်းတဲ့အရာတစ်ခုကိုပိသုဏဝါစာကနေပြီးတော့လှည့်စားသွားလိုက်တယ်ပိသုဏဝါစာကြီးဖြစ်သွားတယ်လို့ဒီလိုဆိုလိုတာเนาะ တကယ်ရရမှာကသစ္စာဝါဒီဆိုတဲ့ကုသတရားရရမယ်အစားမရဘဲနဲ့ပိတုဏဝါစာနှစ်ဦးသားရဲ့ရှားမှာတတ်ရှိုတဲ့ဂုံချောတဲ့စကားမျိုးဖြစ်သွားဟောကျိုးမဲ့ဦးဖြစ်စေတယ်ဒီလိုဆိုတာเนาะဒါကြောင့်မို့လို့ဒီလှိစားမှုမျိုးလည်းပဲမဖြစ်เสียရဘူးတဲ့ဒါလည်းလှိစားခံရမှုတစ်မျိုးပဲစကားပြောတာနဲ့ပတ်သက်တာ